牛为脑门披了绿叶，你这样穿，你真漂你莫问谁，穿起衣裳好穿。咱们呀，安得百卷啊，绿呀青呀，宁呀秋呀。 ဖယားလမ်းရာဖို့လိုပြီးအခုကုရုဇင်းအာလူသားရေအတွေ့အကျိုးမျောနှိုးသောတရားဓမ္မသေးတံ Oh ဲ့တော့ဝေဒနာဥပဒနာဒီဝေဒနာလေးပဲခန္ဓာ၅ပါးမှာလည်းကြည့်လိုက်အောင်ခန္ဓာ၅ပါးကိုမြတ်စွာဘုရားဟောထားတာပထမခန္ဓာဆိုတဲ့စကားလုံးနဲ့ဟောတာတခုဥပါဒါနဆိုတဲ့စကားလုံးလေးထည့်ပြီးတော့ဥပါဒါနဲ့ခန္ဓာလို့ဟောတာတခုခန္ဓာလို့ဟောရကြတော့အလုံးကိုကာဘာဖြစ်အောင်ဟောလိုက်တာ ခန္ဓာဆိုတဲ့စကားလုံးကြတော့တဘာဝတရားတွေအလုံးပါဝင်နိုင်သမျှပါဝင်အောင်ရုပ်အလုံးဝေဒနာအလုံးတင်ညာအလုံးသင်္ခါရစေရနာစေရသိက်တွေအလုံးစေရနာကိုဥတည်ထားတဲ့စေရသိက်တွေအလုံးဝိညာဏဆိုတဲ့စိတ်အလုံးဒါတွေပါဝင်အောင်ခန္ဓာအစု aggregate ဆိုတာဟောလိုက်အဲ့ဒါဟောပြီးတဲ့နောက်မှာ ဥပါဒါနခန္ဓာဆိုပြီးတော့နောက်တစ်ခုဟောတယ်ဥပါဒါနဆိုတဲ့စကားလုံးလေးပါလာသေးတဲ့အတွက်ကြောင့်ခန္ဓာဆိုတဲ့စကားလုံးနဲ့ဥပါဒါနခန္ဓာဆိုတာမတူပေဘူးပေါ့မတူဘူးဆိုတာဥပါဒါနဆိုတာတဏှာအမြင်နဲ့ကြည့်တဲ့ခန္ဓာဒိဋ္ဌိအမြင်နဲ့ကြည့်နေတဲ့ခန္ဓာအဲ့ဒီခန္ဓာဟာတဏှာအမြင်နဲ့ဒိဋ္ဌိအမြင်နဲ့ကြည့်လို့ အတွေ့အကြုံတွေရပြီးတော့ရှိနေတဲ့အဲ့ဒီခန္ဓာမျိုးတဏ္ဍဒိဋ္ဌိကနေပြီးလွန်မှုကြီးစိုးနေတယ်လို့ဖြစ်တဲ့တဏ္ဍအမြင်ဒိဋ္ဌိအမြင်နေနဲ့မြင်နေတဲ့ခန္ဓာဟာဝိပဿနာရဲ့အာယုံဖြစ်တယ်ဒီလိုပြောတာနော်မှန်ပါဗျာဝိပဿနာရှုတဲ့အခါမှာအဲ့ဒီတဏ္ဍကနေပြီးတော့အတွေးတွေဒိဋ္ဌိရဲ့အမြင်မှားမှုတွေနဲ့အယူဆလွဲမှားနေတဲ့ အတွေးမှားအယူမှားနေတဲ့တွေ့တာမှုတွေနဲ့သွားနေတဲ့ခန္ဓာကိုဝိပဿနာဉာဏ်နဲ့ရှုရမယ်။ဘာဖြစ်လို့ရှုလဲဆိုရင်ခန္ဓာကအတွေးမှားနေတာတွေကို ပြန်ပြီးပျောက်သွားအောင်လုပ်တာပဲလား။ဒါကြောင့်မို့ဥပါဒณะခန္ဓာဆိုတာဝိပဿနာရှုဖို့အတွက်ဟောတယ်လို့ဒီလိုစာပေတွေမှာဆိုတာ။ဒါနဲ့အမှန်တန်သဘာဝချတာ ကိုမမမြင်ဘူးတဲ့နေရာမှာဆွဲလမ်းမှုဆိုတာရှိပါ့မလားမရှိပါဘူးဗျာအေးမာစီဆရာတော်ဘုရားရည်တောင်ရေးထားတာလင်္ကာလေးတပုတ်ငငယ်ရအောင်မမြင်ရရကိလေသာသူဟာသူငြိမ့်သည်တဲ့ဟုတ်တယ်ဗျာကိုမမြင်တာကိုပဲကိလေသာဖြစ်နော်ဒုဝင်းသည်အကြောင်းမစားဘူးဘယ်သူမှလည်းမပြောဘူးဒုဝင်းသည်ကောင်းတယ်လို့ ဒွင်းသီးဆိုတာကိုကြားကိုမကြားဘူးတဲ့လူဟာဒွင်းသီးစားခြင်းစိတ်ပေါက်ပါ့မလားပေါက်ပါဘူးတယောက်ကဖြစ်ဖြစ်ကောင်းတယ်လို့ပြောအောင်ဘယ်လိုရတာရှိတယ်လို့ပြောမယ်အဲ့ဒီကြာရင်တော့ तू ကအတွေးလေးကစားခြင်းစိတ်လေးပေါ်လာမယ်ဟုတ်ကဲ့လားမှန်ပါဗျာအဲ့တော့မမြင်ဘူးမကြားဘူးတဲ့အာယုံတွေပေါ်မှာကိလေသာဆိုတာဖြစ်တာမဟုတ်ဘူးဖြစ်တာကဘာလို့ဆိုအတွေ့အကြုံရှိသွားတဲ့အာယုံပေါ်ကောင်းတယ်ဟေးလို့တဏှာကနေ ဆွမှတ်သွားပြီးတွေ့တာတွေ့ကတ်နေတယ်။မာရင်းနဲ့အယူဆတရားကနေပြီးတော့လွဲမားစွာတိမ့်ပိုက်ထားပြီးအဲ့ဒီအချိန်ကြလို့ရှင်တော့ဒါမြင်တိုင်းတဏှာဖြစ်မယ်ဒါမြင်တိုင်းမာရင်းနဲ့မိစ္ဆာဒိဋ္ဌိဖြစ်နေမယ်။အဲ့ဒါလို့တဏှာတွေလာလိုက်ဒိဋ္ဌိတွေလာလိုက်ဒီဥပါရဏနေနဲ့ဖြစ်နေတဲ့အာယုံကိုမျိုးကမှအဲ့ဒီဥပါဒံအစွဲတွေကိုချွတ်ဖို့အတွက် ြတ်စွာဘုရားဥပါဒဏ်နဲ့ခန္ဓာဆိုတာဟောတာတဲ့ဒါကြောင့်မလို့အခုကမ္မထာရဲ့အာယုံမှန်လို့ရှိရင်ပေါ့ဆိုပါစို့ဒါထင်းထင်းရှားရှားပြောရမယ်ဆိုရင်ဝေဒနာလို့အခုပြောရတဲ့စိတ်ရဲ့အတွေ့အကြုံလေးခံစားမှုလေးဟာစိတ်တိုင်းမှာရှိတယ်ဆိုတော့သောတပတိမဆိတ်မှာလည်းရှိတယ်သဂါရဂါမိမဆိတ်မှာလည်းရှိတယ်ဟုတ်လားအလုံးလောကတရာစိတ်အလုံးမှာရှိတယ်မဆိတ်ဖို့စိတ်အလုံးမှာ ဒီ experience လို့ခေါ်တယ်အတွေ့အကြုံခံစားချက်ကလေးတွေရှိတယ်အဲ့ဒီခံစားချက်ကလေးတွေကတဏှာတို့ဒိဋ္ဌိတို့ ਨੇ ရှုမှတ်လို့ရတဲ့ခံစားချက်မဟုတ်ဘူးဘာဖြစ်လို့ဆိုကိုယ်မှအတွေ့အကြုံမှမရှိအောင်နော်အတွေ့အကြုံမရှိသည့်အတွက်ကြောင့်တဏှာအနေနဲ့လည်းတွေ့တာမှမဟုတ်ဘူးဒိဋ္ဌိအနေနဲ့လည်းမှားရတဲ့အမြင်မရှိအမတန်မွန်မြတ်ပြီးတော့အမတန်မှထက်သက် ထက်မြက်တဲ့ဉာဏ်အမြင်နဲ့မှဒီစိတ်တွေဟာအမတန်လေ့ကျင့်ထားလို့သင်္ခါရအာယုန်တွေပေါ်မှာယွံ့မုန်းပြီးတော့မှအတိဉဏ်ထူးနဲ့မှရလာတဲ့တရားတွေဖြစ်တော့တဏှာဆိုတဲ့အတွေးတွေမကတ်နိုင်ဘူးဒီနာမှာနော်မှန်ပါဘူးတဏှာဆိုတဲ့အတွေးတွေမကတ်နိုင်စာပေရပြောမယ်ဆိုလို့ရှင်တန်တုံးကြီးတစ်ခုမိရဲနေအောင်ဖုတ်ထားလို့ရှင် အဲ့ဒီရဲနေတဲ့တန်တုံးကြီးဟာသွေးရဲရဲလို့ထင်ပြီးတော့ရင်ကောင်ကလာနားရဲပါမလားနားရဲပါဗျာနားရဲဘူးအယောင်အားဖြင့်ကြည့်မယ်ဆိုရင်သွေးအောင်ပေါက်တယ်ဒါပဲလို့နားရဲလားလို့ဆိုနားရဲဘူးနားရဲပါနားလိုက်တာနဲ့ပြတ်ဖြစ်တော့မှာပဲချက်ချင်းရှဲကနေပျောက်သွားမှာဟုတ်ကဲ့လားမှန်ပါဗျာအဲ့ဒါလို့ပဲနိဗ္ဗာန်ကိုအာရုံပြုတဲ့လောကုတ္တရာစိတ်တွေမှာတဏှာဆိုတဲ့အတွေ့အတာအနာမခံရဲဘူးဒိဋ္ဌိဆိုတဲ့မာယာနဲ့အမြင်တွေမလာနိုင်ဘူး မလာနိုင်သည့်အတွက်ကြောင့်ဝေဒနာနုပသနာအနေနဲ့ရှုရမှာမှတ်ရမှာဟာ message ဖို့စိတ်မှာရှင်တဲ့ဝေဒနာကိုရှုမှတ်ရမှာမဟုတ်ဘူးဆိုတာမထင်ရှားပေဘူးလားထင်ရှားပါတယ်ခင်ဗျာအေးဆွဲလန်းရှိတဲ့နေရာကိုသာလဲထိုအဆွဲဖြုတ်ဖို့ဝိပဿနာအလုပ်ကိုလုပ်ကြရတာတတန်းတရားလုံးမှားလာတဲ့အမှားကြီးကိုချွတ်ဖို့ဆိုတာလွယ်လွယ်ကူကူနဲ့ကျွတ်မှာတော့မဟုတ်ဘူးပေါ့မှန်ပါဗျာဒဇဒဇနဲ့အားနေတော့နော်လောက်ရ အမတန်မှဆွဲနေတဲ့အရာကြီးတခုတစားပြီးတစားတစားပြီးတစားဖြုတ်နဲ့နဲ့ချင်းနဲ့ဒီလိုသွားတာဒီဘဝနဲ့ထားရင်နောက်ဘဝလွယ်လွယ်လေးနဲ့ဖြစ်မှာပါမှန်ပါဗျာနဲ့တာဒီဘဝတောင်မနဲ့ခဲ့ဘူးဆိုရင်နောက်ဘဝနဲ့ဖို့မရှိဘူးเนาะမှန်ပါဗျာအေးတချို့ကတို့ပါရမီမပါလို့ဆိုပြီးတော့ဒီကမ္မထာအလုတ်ကိုလှုပ်ချင်တဲ့စိတ်မရှိဘူးတို့နဲ့ညံမမီဘူး နောက်ပါရမီမပြည့်သေးဘူးနောက်ပါရမီပြည့်မှလုံမယ်လို့ဆိုပါရမီကဘယ်တော့မှပြည့်လာမှာမဟုတ်ဘူးเนาะမှန်ပါဗျာဒီဘွားလုံလိုက်တာဟာလမ်းကြောင်းပေါ်ရောက်လာတာလို့ပဲပြောရမှာဒီဘွားနည်းနည်းလေးလှုပ်ထားလို့ရှင်နောက်ဘွားများများကြီးရအခြေခံကောင်းနေရကြည့်လေအားလုံးနဲ့သိနာပဲရှင်စုလဘံဝတ္ထုပဲကြည့်ဖြူစင်တဲ့ပုံဝါလေးနဲ့ ခန္ဓာကိုယ်ကယူထွက်လာတဲ့ချွေးကလေးကိုတုပ်လိုက်တဲ့အခါမှာဖြူစင်တဲ့ပွာလေးမဲညစ်သွားတာကိုတခုသောဘဝမှာ तू မြင်ခဲ့တယ်မြင်ပြီးတော့ခန္ဓာကိုယ်ရဲ့အပြစ်တခဏလေးတရင်ကလေးအိုးဒီခန္ဓာကိုယ်ကြီးအကြောင်းပြုပြီးအမတန်တန်ရှင်းဖြူစင်တဲ့လက်ကမွာလေးမဲသွားရတယ်လို့ဒီတန်ဝေကစိတ်ကလေးเนาะသင်္ခါရတွေပေါ့ခန္ဓာကိုယ်ပေါ်မှာယုံမုန်းတဲ့တန်ဝေကစိတ်ကလေးနည်းနည်းလေးဖြစ်ခဲ့တယ် အဲ့ဒီဖြစ်မှုလေးကရှင်စုလပန်လက်ထက်ရောက်ဘဝရောက်လာတဲ့အခါမြတ်စွာဘုရားကဘဝပြူလေးပေးပြီးတော့ဆောင်ရွက်ပေးတာအကြောင်းရှိတယ်အဲ့ဒီဇာလန်းလေးကိုပြန်ဆက်ပေးတာနော်မှန်ပါဗျာအတိတ်ကိုဖော်ပေးတာအဲ့ဒီအတိတ်လေးကပြန်ပြောမယ်ဆိုလို့ရှိရင်ဘလောက်မှမဖြစ်တော့ဘူးလို့ထင်ကောင်းထင်လိမ့်မယ်မဟုတ်ဘူးဥပနိဒေယအာကြီးတဲ့အကြောင်းဖြစ်သွားတယ်ရှင်စုလပန်ဆိုတာ သင်္ကန်းဝလိုက်ကလေးကညံတုံးသွားလိုက်ပုံတော့ဂါထာလေးတစ်ပုဒ်တော်မှလေးလက်ချက်ထားမရလောက်အောင်ညံတုံးသွားတယ်အဲ့ဒါလောက်ညံနေလေးသွားတဲ့ပုဂ္ဂိုလ်တူဟာဘဝပိုင်းလေးကိုကြည့်ပြီးတော့ထူးခြားတဲ့အသိဉာဏ်တူတွေသူရသွားတာဘဝနဲ့ဆက်ပြီးတာအဲ့ဒါလေးဒီပဲလင်ပါရမီပဲသူ့အဖို့မှာဟုတ်ကလားမှန်ပါဗျာဒီပါရမီလေးကိုတန်ဖိုးမရှိတော့ဘူးလို့မအောင်မေးလေးနဲ့တန်ဖိုးရှိတယ် ဖျားနဲ့တွေ့ရင်အဲ့ဒီပါရမီကိုဆက်ပေးလိုက်တာဒါကြောင့်မို့သူတရားရတာပါရမီဒီပဝါလေးနဲ့ပဲရတယ်အေးအဲ့ဒီဇာလန်းကလည်းပဲရှင်စုလဗန်ဇာလန်းကြည့်မယ်ဆိုရင်ဓမ္မပဒအထက်ကထာတို့အထက်ကထာစုံစုံတို့ရှင်စုလဗန်ရဲ့ထေရဂါထာတို့အပဒံတို့ဒါတွေအကုန်လုံးဆက်ဟတ်ကြည့်မှရှင်စုလဗန်ရဲ့ကမ္မထာဟာပေါ်လွင်ထင်ရှားတယ် အနုမုဆိုလို့ရှိရင်ပဝါလေးကိုလက်နဲ့ပုတ်ပြီးရဇောဟရဏရဇောဟရဏလို့လုပ်နေတာရဇောဟရဏဆိုတာကဖုံသုတ်ပဝါလေးပါပဲဖုံသုတ်တာအညစ်ကြေးသုတ်တဲ့ပဝါလေးအဲ့လိုလေးလှုပ်တာကိုပဲစာပေဓမ္မပဒအထက်ကရာရဆိုရင်လက်နဲ့ရဇောရဏရဇောဟရဏလို့ပုတ်နေဒါလေးကိုပဲသူကဒီလိုပြောတယ်သို့သောစာပေကိုဆုံးအောင်လေ့လာပြီးတော့ကြည့်မယ်ဆိုလို့ရှိရင် မြတ်စွာဘုရားကပဝါပိုင်းလေးပေးလိုက်တာဟာဩရတကတိုင်ရှုဖို့ပေးတာနော်ပထမရှင်စုလဘဟာတမထကျင့်စဉ်ကိုကျင့်တာဘယ်ပေါ်မှာကျင့်ဘုရားပေးတဲ့ပဝါပိုင်းဒါဩရတကတိုင်ကျင့်နေဆိုတာကိုသုရပန္တကအပါဒါမှာချိအတိတ်ဘဝတုန်းကသူကဩရတကတိုင်မှာအလေးချင်းလုပ်ခဲ့တယ်ဟောဒါပါရမီပဲမှန်ပါဗျာအခုဒီခေတ်မှာတရားနာထားလို့၄နှစ်တည်းတရားတွေ အပိဓမာတွေတို့လေးနဲ့တဲ့သဘာဝတရားတွေတို့တရားရိပ်တာတွေသွားပြီးတရားထိုင်တာတို့ဒါတွေကပါရမီတွေပဲမလုပ်ဘူးဆိုရင်ဒီပါရမီတွေပါပါမလားမပါပါဘူးကဲရှင်းစုလဘဟာလွန်ခဲ့တဲ့အတိတ်ဘဝတွေတုန်းကဩရတကတိုင်းနဲ့ဇံပိန်ကြီးနေရခဲ့ဘူးတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဒီဘဝလေးကိုပေးတာနှစ်ကိစ္စပြီးအောင်လို့ပေးလိုက်တာဘဝလေးကိုကြည့်ပြီးတော့ဩရတကတိုင်းရှုလိုက်တာဇံနေအဆင့်ဆင့်ရသွားတယ် ဇံပိန်ရှင်နေရသွားတယ်ဇံပိန်ရှင်ရတဲ့အခါကျတော့မှပကွာလေးကိုမဲညစ်အောင်မြတ်စွာဘုရားကဖန်ဆင်းလိုက်တဲ့အခါမှာသူ့လက်လေးနဲ့ပုတ်နေတဲ့ပကွာလေးဟာမဲသွားတယ်မဲသွားတဲ့ပကွာလေးကြည့်တော့မှဝိပဿနာလမ်းကြောင်းပေါ်တက်မိသွားတာအဲ့ဒီလိုလမ်းကြောင်းတက်အောင်လည်းပဲဒီပကွာနဲ့ပဲဆွဲဆောင်သွားတာမဟုတ်လားမှန်ပါဗျာအေးဒါက ကိုလေ့ကျင့်ခဲ့တဲ့ဟာလေးတွေဟာပျောက်ကွယ်ပြီးတော့မသွားဘူးဆိုတာအလွန်ထင်ရှားတယ်ဒီစားလားမှန်ပါဗျာဒါတွေမကဘူးညဆော့ဗျာလက်ထက်တုန်းကပိဿဝိကိရိ၅ပါးပြီးတဲ့အခါမှာယန္တာဖြစ်တဲ့ပုဂ္ဂိုလ်ဟာဗာရဏတိကတထေသာယတ္တသိချမ်းသာတယ်ယတ္တတို့အလွန်ကိုချမ်းသာတယ်လူနန်းပြတ်သ၃ဆောင် ဆောင်းတွေမိုးဆောင်းရသည် နေဖို့တော်တဲ့ဟာနေရသည်နေဖို့တော်တဲ့ဟာမိုးရသည်နေဖို့တဲ့အဆောက်အဦတွေမှာအလှဲ့အပြောင်းနဲ့ကာမဂုဏ်တွေအပြည့်အဝခံစားနေတဲ့ချေမွေးပြီးမလောင်လက်မွေးပြီးမလောင်တကယ်တထေးသားအဲ့ဒီတကယ်တထေးသားလေးဟာဘလို့လုတ်ပြီးတော့မြတ်တလောက်ချမ်းသာပြီးဇိန်ကြနေတဲ့ဘဝကတန်ဝေကရသွားတယ်လေဆိုလို့ရှိရင်တကုသောဘဝမှာ तू က အလောင်းကောင်တွေကိုမတကြိုနိုင်လို့တုတ်တံမှာလာပစ်ထားကြတာတွေခုခေတ်လိုပေါ့နာရေးကူညီမှုဆိုတဲ့ကိစ္စတွေလှုပ်ပြီးတော့အလောင်းကောင်တွေကိုသူကဗိုလန်တီးယားလှုပ်ပြီးတော့တကြိုပေးတာနော်မှန်ပါဗျာအဲ့ဒါလို့တကြိုပေးရင်းကနေပြီးတော့မိတကြိုလိုက်တဲ့အခါပုံပြက်ပန်းပြက်ဖြစ်သွားအဲ့မိတကြိုတဲ့ထဲမှာအဖိုးကြီးအဖွားကြီးလည်းပါတယ်ငငယ်ရွယ်ရွယ်လေးတွေလည်းပါတယ်ပေါ့ လူဆိုတာအရွယ်မျိုးစုံသေးနေတာပဲနော်မှန်ပါဗျာအေးအဲ့လိုအရွယ်မျိုးစုံသေးတယ်ထဲမှာငယ်ငယ်ရွယ်ရွယ်ချောချောလှလှလေးတွေသေးမိသချိုလိုက်တဲ့အခါကျတော့ရုပ်ပြစင်ပြကြီးတွေဖြစ်သွားတာလေမိသချိုတဲ့အခါမှာခုလိုဆက်နေတဲ့ချိုတာမဟုတ်သည့်အတွက်ကြောင့်ထင်းတဲ့ချိုတော့မျိုးစုံတွေ့နေရမှာပေါ့မတွေ့ရဘူးလားတွေ့ရပါတယ်ခင်ဗျာအဲ့ဒါသူ့အတွေ့အကြုံပဲအဲ့ဒီလိုတွေ့ကြုံလိုက်တဲ့အခါမှာအော်အမြဲတမ်းချောလှတဲ့ရုပ်အစင်းလေးဟာ ခုနကပဲချောချောလှလှနေအခုပျက်စီးသွားပါလားဆိုတဲ့အတုပဆိုတဲ့အတွေးလေးတွေခန္ဓာကိုယ်ကြီးရဒုက္ခနာကိုယ်ကြီးလည်းဒီတိုင်းပဲအဲ့ဒီသဘောပဲဘာမှမထူးဘူးဒုက္ခိုလ်နဲ့အဲ့ဒီယုံလောင်းနဲ့ဘာမှမထူးဘူးဆိုတဲ့ဒီအတွေးလေးတွေတန်ဝေကစိတ်အတွေးလေးတွေဝင်ထားတာအဲ့ဒါလေးကပါရမီပဲသူ့အဖို့ပါနော်မှန်ပါပါဒါကြောင့်မို့လို့အင်မတန်မှချမ်းသာတဲ့ စံအိမ်ဆောင်မှာနေတဲ့ယတတထေသာထိုးစံအိမ်ဆောင်ကိုတုတ်တန်ကြီးလို့ထင်ပြီးတော့ညတဲ့ကောင်မှာထွက်သွားတာဒီလိုထွက်သွားနိုင်အောင်ဘသူကတွန်းအားပေးတော့ဆိုခုနကတုန်းကကုသိုလ်လုပ်ခဲ့တုန်းကစိတ်ဆန္ဒလေးရတွန်းအားပေးတာပျောက်သွားတာမဟုတ်ဘူးနော်မှန်ပါဗျာသူကိုလုံးတဲ့အလောက်ကမပြောက်ဘူးအဲ့ဒါကြောင့်မို့လို့တရားတော်ကတော့ထိုင်ရတယ်တရားနှလုံးသွင်းတာပေါ့ပေါ့ရော်ရော်လေးမလုံးနဲ့ပေါ့ကိုယ်စိတ်ထဲမှာနှလုံးသွင်းလို့ရတယ် ိုင်နေဆိုတာဘယ်နေရာမှာပဲထိုင်ထိုင်ပေါ့ထိုင်သည် ဖြစ်စေအိပ်သည်ဖြစ်စေလမ်းလျောက်သည်ဖြစ်စေတရားဓမ္မကိုမိမိရဲ့ယင်နဲ့နှလုံးထဲမှာရအောင်နှလုံးသွင်းအဲ့ဒီနှလုံးသွင်းလိုက်တဲ့ဟာကကိုကတဏှာကြီးနှလုံးသွင်းပြီးနားကျင်နားမယ်ပေါ့နားပြီမဲ့လို့အဲ့ဒီတဏှာကြီးနှလုံးသွင်းတာပဲဖြစ်စေတမိနစ်နှလုံးသွင်းတာပဲဖြစ်စေအဲ့ဒီနှလုံးသွင်းမှုအသိဉာဏ်လေးဟာအွန်လိုင်းဖြစ်သွားပြီ အကြောင်းညင်ယုထပြန်ပေါ်လို့ရလာပြီဟုတ်ကလားမှန်ပါဗျာအေးဒါကြောင့်မို့ပါရမီဆိုတာကိုလုတ်တဲ့အတွေ့အကြုံလေးတွေပဲနော်မှန်ပါဗျာကောင်းတဲ့ဟာလေးတွေလှုပ်ထားလို့ရှိရင်ဒါလေးတွေကနောက်ထပ်ထောက်ကူဖြစ်တယ်ထောက်ကူပြုတ်တယ်လို့ဒီလိုမှတ်အောင်မှန်ပါဗျာ